ိုင်းမြန်မာနယ်စပ်အနီးမှာရှိတဲ့ကော့ကရိတ်မြို့နယ်ဘလေဒိုစကန်သိန်းတိုက်ပွဲကနေလက်နက်ကြီးငယ်ရာချီသိမ်းပြီးတဲ့ပုံတွေကိုတော်လိုင်းအဖွဲ့တွေကထုတ်ပြန်ပါတယ်60မီလီမီတာမော်တာတွေ RPG လောင်ချာတွေဆက်လက်တွေအပါဝင်လက်နက်မျိုးစုံကို KNL ကရင်မျိုးသားလူမျိုးတက်မတော်တမဟာ6စစ်စင်ရေးမှုဘုံမူတာဘော စစ်ဆေးကြည့်ရှုနေတဲ့ပုံတွေကိုတွေ့ရပါတယ်မေ23ရက်နေ့မှာ တော်လိုင်းတပ်ပေါင်းစုကသိမ်းပိုက်လိုက်တဲ့ဘလဲဒူစခန်းမှာစစ်သားတရာခန့်ရှိတဲ့ထဲက90ခန့်ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးပြီးတချို့ကသေဆုံးတချို့ကလက်နက်ချတယ်လို့သတင်းတွေ ထွက်နေပေမဲ့ KNU ကရင်မျိုးသားအစည်းအရုံးကအသေးစိတ်သတင်းမထုတ်ပြန်သေးပါဘူးဒီစစ်ဆင်ရေးကို KNL KNDO နဲ့ PDF တပ်တွေ ပူးပေါင်းဆောင်ရွက်သွားတာပါတမဟာ6ဒေသမှာကျန်နေသေးတဲ့စခန်းတွေဖြစ်တဲ့ ေဘောဘဥက္ကဋ္ဌဝေါ်လီဘျူဟာ ကနဲလေးနဲ့မော့ခီကိုတော်လိုင်းတပေါင်းစုကဆက်လက်ထိုးစစ်ဆင်နေတယ်လို့သိရပါတယ်ဘကိုးတိုင်းမင်းလာမြို့နယ်ဘကိုးယူးမာတဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကိုတော်လိုင်းတပ်တွေကကြားပြတ်တိုက်ခိုက်တယ်လို့သာယာဝတီခရိုင်တပ်ရင်း383ကသတင်းထုတ်ပြန်ပါတယ်မေ22ည7နိုင်ခွဲကမှာ အင်အားတရားခံပါတဲ့အဒီစစ်ကြောင်းစိန်ကလန်မြို့ကြောင်းယိုးမဖြတ်ကျော်လမ်းအတိုင်းဝင်လာစဉ်မှာတရုတ်ပေါက်ကြောက်ကုန်းဦးနီးညာဘက်အရောက်မှာတိုက်ခိုက်တာလို့ဆိုပါတယ်တနိုင်ကတိုက်ခိုက်ပြီးနောက်စစ်ကောင်စီဘက်က10ဦးသေဆုံး4ဦးရဲ့အလောင်းကိုခြံထားပြီးကျန်တဲ့စစ်သားတွေကဗန်ဘွေးကုန်းရွာဘက်ကို ထွက်ပြေးသွားတယ်လို့ဖော်ပြထားပါတယ် မန္တလေးတိုင်းမြင်းကြံခရိုင်မှာရှိတဲ့မြင်းကြံနှထိုးကြီးတောင်တာနဲ့ငစွန်လေးမြို့နယ်ကစစ်ကောင်စီစခန်း၁၂ခုကိုတော်လိုင်းတပ်တွေကကြပြိုင်နဲ့ဝင်ရောက်တိုက်ခတ်ရာမှာစစ်သား90ကျော်သေဆုံးလက်နက်28လက်ရရှိတယ်လို့အညာမီ operation အဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။မေ25မှာစတင်ထိုးစစ်ဆင်တိုက်ခတ်ရာမှာမြင်းကြံမြို့နယ်ဆမီးကုံရဲစခန်းအပါအဝင် ရဲစခန်း၄ခုနထိုးကြီးမြို့နယ်ဓာတ်ငွေပိုက်လိုင်းလုံခြုံရေးစခန်းအပါဝင် စခန်း၃ခုတောင်သာမြို့နယ်ကဓာတ်ငွေပိုက်လိုင်းလုံခြုံရေးအပါဝင်စခန်း၃ခုငဇုံမြို့နယ်က စခန်း၂ခုစတဲ့စခန်း၁၂ခုကိုသိမ်းပိုက်တာဖြစ်ပါလေသိမ်းစီရမိတဲ့လက်နက်29လက်ထဲမှာ MACD တွေ G3 နဲ့ကာပိုင်တွေခဲယမ်းတွေကို တွေ့ရပါတယ်ဒီစစ်စေးကိုမြင်းကြံခရိုင်စစ်ဌာန ခရိုင်ကုတ်ကရေမှုကဥဆောင်ပြီးမြင်းကြံနှထိုးကြီးတောင်သာငစွန်ကြောက်ဆဲမိထီလာနေပြည်တော်နဲ့တတူးကတော်လိုင်းတက်တွေပူပေါင်းဆောင်ရွက်သွားတာလို့ဖော်ပြထားပါတယ်ကချင်ပြည်နယ်ဗမာမြို့မှာတိုက်ပွဲပြင်းထန်နေစဉ်စစ်ကောင်စီနဲ့ပြည်သူ့စစ်တွေပူးပေါင်းပြီး KIA ထိန်းချုပ်ဒေသစတုံးကံပိုက်ဒီဘက်ကိုစစ်ကြောင်းထိုးလာတဲ့အတွက် KIA ကချင်လွတ်လပ်ရေးတပ်မတော်နဲ့တိုက်ပွဲဖြစ်ပြီး ပြည်သူစစ်ဆေးဥက္ကံတည်ဆုံတယ်လို့ KNG ကချင် news group ကဖော်ပြပါတယ်မေ23မှာစစ်ကောင်စီရဲ့အမှတ်58ခြေလင်းတပ်ရင်းနဲ့ဝူယန်ပြည်သူစစ်တပ်ဖွဲ့ကအင်အားတရာခက်ဟာဝိုင်းမော်မြို့နယ်လမြန်ကြီးရွာကနေစတုံးကံပိုက်တီဘက်ကိုထိုးစစ်ဝင်လာစဉ် KIA ကဂျားပြတ်တိုက်ခိုက်တယ်လို့ဆိုပါတယ်မေ24မှာလေတိုက်ပွဲဆက်ဖြစ်နေတယ်လို့ဖော်ပြထားပါတယ် ရခိုင်ပြည်နယ်မှာအာရခတ်တက်တော်အေအေသိမ့်ပိတ်ထားတဲ့စခန်းတွေဘက်ကိုစစ်ကောင်စီကစစ်ကြောင်းထိုးလာတဲ့အတွက်ရခိုင်မကွေးဆက်ဆက်ဒေသနဲ့ကြောက်ဖြူမြို့မှာ တိုက်ပွဲပြင်းထန်နေတယ်လို့နေရင်းစရာကဖော်ပြပါတယ်။အမ်းမြို့နယ်ထဲမှာရှိတဲ့အေအေသိမ့်ပိတ်ထားတဲ့ဂုတ်စီးတာဝါတဲ့စခန်းဘက်ကိုနိုင်ရီကန်တောင်ထိပ်ဗျူဟာစခန်းဘက်ကနေမေ24မိနစ်ပိုင်းမှာစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲဖြစ်တယ်လို့ဆိုပါတယ်။ ကြောက်ဖြူမြို့မှာလည်းအေအေကသိမ့်ပိတ်ထားတဲ့ဆက်မှုလက်မှုတင်တန်းချောင်းကိုမေ23မှာစစ်ကောင်စီတပ်ကထိုးစစ်ဆင်လာပြီးအေအေကပြန်လည်တိုက်ခိုက်ချိန်မှာတိုက်ပွဲပြင်းထန်ပြီးစစ်ကောင်စီတပ်ဘက်ကထိခိုက်ဒေဆုံးမှုရှိနိုင်တယ်စစ်သားတချို့ကိုလက်ရဖမ်းမိပြီးလက်နက်တချို့ကိုသိမ်းမိထားတယ်လို့နေရင်းစတာကဖော်ပြပါတယ် ဆီယနာရှင်တိုက်ဖြည့်ရေးဒန်းတူရေးနဲ့ကိုပိုင် ပြတ်ထန်းခွင့်အပြေးဝရှိတဲ့မွန်ပြည်ပေါ်ထွန်းရေးဆောင်ရွက်နိုင်ဖို့အတွက်မွန်ပြည်သစ်ပါတီဆီယနာရှင်တိုက်ဖြည့်ရေး NMSP AD နဲ့မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA မင်းဆက်လေးမှာပေါင်းစည်းပြီးဓမ္မန်ရာမညရာမညမွန်တပ်တော်ရာမညမွန်အာမီ RMA ကိုဖွဲ့စည်းလိုက်တယ်လို့ကြေညာချက်ထုတ်ပြန်ပါတယ်ဒီအဖွဲ့ကို နိုင်ငံရေးစည်းရေးဥဆောင်ကော်မတီကကြီးကြပ်သွားမှာဖြစ်ပြီးဥက္ကဋ္ဌနိုင်စီရစီဦးစီချုပ်ဘုံမှုချုပ်ဆလွန်ထောတာဝန်ယူဆောင်ရွက်သွားမယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။